ဒီနေ့သပင်ကျွတ်တာနဲ့ပတ်သက်ပြီးတော့မှပြောပြချင်ပါတယ်ဒေါက်တာဆောင်မင်းထွန်းမှာအေးရလာပါနဲ့ကျမ်းမိုက်ဆိုင်ရာမှုဆောင်မှုပြနေတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ကျွန်တော်တို့မြင်မှုကြမယ်ထင်တယ်နော်ကျွန်တော်တို့ဥယျာဉ်ပြမှာသပင်ဟိုတစ်ခွက်ဒီတစ်ခွက်ကျွတ်နေရလေးတွေပြောင်းနေရလေးတွေမြင်မှုမဲ့ထင်တယ်အဲ့ဒါကျွန်တော်တို့က alopecia areata လို့ခေါ်ရပေါ့နော်အကယ်၍သူကနောက်တစ်ဆင့်ပေါ့နော်ကိုကောင်းကဥယျာဉ်ပြကသပင်တွေကျွတ်ပြီးတော့မှဥယျာဉ်ပြပြောင်းသွားတယ်ညနာမှာရှိတဲ့ facial hair ဆရာစာအာကျွတ်တယ်ပြောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က အီလိုဖီစီယာထွတ်ထက်လက်စ်လို့ ခေါ်တယ်။တစ်ခုလုံးမှာရှိတဲ့အမွေးမြင့်တွေကျွတ်တယ်ပြောင်းလဲလို့ရှိရင်အီလိုဖီစီယာယူနီဗာဆယ်လစ်လို့ကျွန်တော်တို့ခေါ်ရပေါ့နော်။ဘာကြောင့်ဖြစ်နိုင်လဲဆိုလို့ရှိရင်ဒါအော်တိုအင်မြူးနဲ့ဆက်စပ်မှုရှိတဲ့မျိုးရိုးလိုက်တာဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်။ဒီချိန်မှာကျွန်တော်ဘယ်လိုကုလဲဆိုလို့ရှိရင်ကျွန်တော်ဆေးကမ်းမှာကျွန်တော်လာနေကြအလာများတဲ့ patient တွေဆိုလို့ရှိရင်တော့ဒီဟိုတကွက်ဒီတကွက်ကျွတ်တာတွေကလာတာများတယ်ပေါ့နော်။ဒီမှာကျွန်တော်တို့ကကျွတ်တဲ့နေရာလေးကို intralesional steroid ထိုးထည့်ပေးရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ topical lenses လေးတွေပေးရတယ်ဖြန်းစည်းလေးတွေပေးရတယ်တောက်စည်းလေးပေးလို့ရှိရင်ဒါသပင်ပြန်ပေါက်တဲ့နှုန်းကတော်တော်လေးကိုကောင်းပါတယ်ခင်ဗျာနောက်တစ်ခုကခုနပြောတဲ့ဒီဒီကိုအာ europacea totalis to universalis ဆိုလို့ရှိရင်တော့စီးလိုက်ထိုးထည့်ဖို့တော့အဆင်မပြေဘူးဒါကြောင့်မို့ကျွန်တော်တို့ systemic steroid တွေကိုပေးရပါတယ်အဲ့လိုမျိုး case တွေဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့ dermatologist ကို refer လုပ်ပေးရပါတယ်ခင်ဗျာကျွန်တော်စီမှာလာတဲ့ patient တွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီ intravenous steroid ပြီးလို့ရှိရင်ဒီ lensy တောက်စီးတွေနဲ့ကုတဲ့အခါမှာတော်တော်လေးကိုစပင်ပြန်ပေါက်တယ်ချို့ဆိုလို့ရှိရင် fully recover ရရှိသွားတဲ့သူတွေရှိနိုင်ပါတယ်အကယ်၍ဒီစပင်ကျွတ်တဲ့နေရာမှာပေါ့နော်ဒဏ်ရာဒဏ်ချက်တွေရှိခဲ့မယ်အမှားရုပ်တွေရှိခဲ့မယ်ဆိုလို့ရှိရင်စပင်ပေါက်ဖို့ chance ကတော့အရန်အရန်ကိုနည်းပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ